စားပေချစ်မြတ်နှုသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးတော်ရဆွေဘာသာပြန်ရေးသားထားသောခွေးရွှေဝါဝိတုအပိုင်း၈ပဲဖြစ်ပါတယ်ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။ခွေးရွှေဝါအပိုင်း၈ကျွန်တော်နဲ့အမေက လစ်ဘက်ဟာဘလို့မှအတုံးချလို့ရမယ်ဟာလေးမဟုတ်ဘူးလို့ထင်ကြတယ်။သူကပင်ပင်သေးသေးညက်ညက်ကလေးကိုအလကားအိမ်မှာနောက်ထပ်ရှုပ်အောင်မဲ့အမိုက်ကလေးတပင်းလိုပဲစိတ်ထဲမှာညှိုးညင်းနေမိကြတယ်။ဒါပေမဲ့တကယ်လက်တွေ့ကြတော့အထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲတော့တာပဲ။သူ့ဘိုးအေကြီးဘက်စီယာစီပြောတယ်လို့ပါပဲ။လစ်ဘက်ဟာစက်ကလေးတစ်လုံးလိုပဲတကယ်အသုံးဝင်ပါတယ်။သူဟာမနဲ့မိုးလင်းကနေ ညမနေဝင်မိုးချုပ်တဲ့အထိအလုံးနဲ့လက်ပြတ်တယ်မရှိအောင်လုံနိုင်နေစမ်းကြောင်းကရေကိုခောက်တုတ်ခောက်ပြန်တဲပြီးအိမ်မှာအလျံပဲထဲ့တယ်ကြက်ချံရှင်းကြက်ဥကောက်တယ်တော်ရဲထင်းသွာခွေးတယ်ပြောင်းစံမုံနဲ့ပေါင်မုံဖုတ်တယ်အိုးခွဲပကံနေဆေးတယ်အားလေကလေးကိုရေမိုးချိုးထိန်းချောင်းပေးတယ်ကျွန်တော်ခြေထောက်အနာအုံမို့ရာရှားဆောင်မြစ်တွေရှောက်တူးပြီးကျွန်တော်အနာကိုဆေးထည့်ပေးတယ်သူ့ကိုဘာလုပ်ပါ ဘယ်သွားပါလို့တခွမှမပြောရဘဲအင်မတန်အလုတ်ကိုလက်မြင်နေမရှက်မကြောက်ဘဲမှန်ရကိုဝန်ခံလိုက်ရမယ်ဆိုရင်သူဟာဒီအိမ်မှာကျွန်တော်ထဲအသုံးဝင်ပြီးအကူအညီရပါတယ်ဗျာအလုတ်လုတ်တဲ့နေရာမှာလဲတာဝန်ရှိလို့လုပ်ရတဲ့သဘောမဟုတ်ဘဲတကယ်စိတ်ပါလက်ပါလှုပ်တတ်ကင်တတ်တယ်။အိုးတအိမ်လုံးသူ့လက်သူ့ခြေကြီးပါပဲ။အမေကပြောင်းကင်းနဲ့ပြောင်းသွားချိုးဖို့ဂျမ်းမာကိုလှဲတက်လိုက်တယ်ဆိုရင်မဲသူကလှဲဖို့အရင်ရောက်နေပြီ ရောင်ငင်းနဲ့တိုးဖို့အလုပ်ကိုကျွန်တော်ကအမုန်းဆုံးပဲနေပူကျဲကျဲအောက်မှာချွေးတတီးတီးကြာပြီးပြောင်းမှုတွေခူးလာတာပင်မန်းတာမျိုးပြောင်းရွက်ရှလို့ဆက်ဖြင်းဖြင်းရာကြီးကြီးနဲ့ညတိုင်းအိတ်မပြောတာကတမျိုးအင်မတန်ဆိုးတဲ့အလုပ်ပဲဒါပေမဲ့အမေရဲ့လစ်စ်ဘက်ရဲ့အာလီကလေးရဲ့ကတော့တလဲလုံးပြည့်မောက်နေတဲ့ပြောင်းမှုတွေပေါ်မှာပျော်ရွှင်ရင်မောပြီးအိမ်ရှိကခောက်တုတ်ခောက်ပြန်လှဲစီးသွားနေကြတာကိုကျွန်တော်အိတ်ရဲကနေလှမ်းပြီးမြင်နေရပါတယ် ူတို့ကိုကျွန်တော်အထူးမနာလို့ဖြစ်မိတဲ့အချိန်ကတော့စားတောက်ပြီးအားလက်ချိန်ရတဲ့အခိုက်အိမ်ရှိကွက်မှာခွေးပေါက်စကလေးနဲ့စော့ကစားနေကြတဲ့အခါပါပဲနောက်ပြီးအိမ်မှာယောက်ျားရင်မကြီးကျွန်တော်တရားလုံးရှိရတဲ့နဲ့လစ်စဘက်လိုကလေးသားသားမိန်းကလေးတယောက်ကကျွန်တော်လုပ်ရမယ့်အလုပ်ကျွန်တော်တာဝန်တွေကိုပခုံးလွှဲထမ်းဆောင်နေတာကျွန်တော်သိခါတော်တော်ထိခိုက်တယ်လို့ထင်မိတယ်ဗျာဒါပေမဲ့လစ်စဘက်ဟာကျွန်တော်ကိုမတူနိုင်မမိနိုင်တဲ့အလုပ်တွေရှိသေးတယ်ဗျာ ဒါကတော့အိမ်စားဖို့ဟင်းပေါ်တာတို့တိုးတဲ့သွားပြီးဝက်တီကိုတစိမ့်မရိုက်နိုင်တာတို့ပေါ့ဒီလိုနဲ့ပဲသူတို့တွေပြောင်းသိမ်းလို့မပြီးခင်မှာမထင်မှတ်တဲ့ဒုက္ခကြီးတစ်ခုအိမ်ကိုစိုက်စိုက်မြိုင်မြိုင် ရောက်လာတော့တာပဲဖြည့်ရှင်းမှုရအတော်ခက်ခဲတဲ့ပြဿနာလည်းဖြစ်တယ်အစပြိုးတာကတော့ဒီလိုပါခင်ဗျာတညက်နေမှာသားတယ်မအေးဖြစ်နေတဲ့နွားပြောက်မကြီးဟာ အချိန်တန်အိမ်ပြန်မလာဘူးဗျအမေတို့ကလည်းအဲ့ဒီညနေမှာပြောင်းရင်းကအပြန်အတော်လေးမိုးချုပ်တော့ဒင်းကိုထွက်မရှာနိုင်ဘူးဒါပေမဲ့နောက်နေ့မနေ့ရောက်တော့နမကြီးဟာသူ့ဟာသူပြန်လာတယ်ပြန်လာတယ်ဆိုပေမဲ့အိမ်ကမဝင်မဲအိမ်ရှိကဖြတ်သွားတာဖြစ်ပါတယ်သူ့အော်တန်ကို ပထမဆုံးကျွန်တော်ကကြားရတယ်ကျွန်တော်ခြေတော့ကအနာတက်တာပြီးအယောင်လေးကျသွားပြီဖြစ်ပေမဲ့ကျွန်တော်မှမိုးရင်မိတဲ့ကြက်ပေါက်ဆကလေးလို အင်းမရှိအားမရှိနဲ့နုံးချီချီကလေးဖြစ်ကြံ့ရစ်ပါတယ်။ဒါပေမဲ့အရင်ကလိုအိပ်ရတဲ့တုံးလုံးမမဟုတ်တော့ဘဲထူနိုင်ထိုင်နိုင်ရှိပါပြီ။နှစ်ပြောက်မရဲ့အော်တန်ကို ကြားတော့ကျွန်တော်အိပ်ရတဲ့ကလူလဲထထိုင်ပြီးနားဆွနေလိုက်တယ်။ဒင်းအော်တန်ကနှုတ်တိုက်ချိန်မှာတာရှာမတွေ့လို့တကြောကြောအော်တန်မျိုးဗျ။ခြံထဲကသူ့သားကလေးလဲညကလေးကနှုတ်မဆိုးရသေးတော့ မအီးရဲ့အတန်ကိုချက်ချင်းမှတ်မိပြီးတပြဲပြဲအတန်ပင်းရင်ခြံထဲမှာရောက်ရက်ခတ်ပြေးလွားနေတယ်။ခမညာလေးလည်းစားလှရှာပြီးပေါ့။ဒီတော့ကျွန်တော်ကအမေကိုလှမ်းပြီးအမေနှစ်ပြောင်းမကြီးပြန်လာပြီးခြံဖွင့်ပေးလိုက်ပါဦး။အမေကမိဖို့ထဲကနေပြီးနှစ်ပြောင်းမကိုမြည်တွန်းနေတယ်။ဒီကောင်မဟာတညာလုံးကိုကလေးကိုပြစ်ပြီးအလေလိုက်နေတာ။ဘာခုမှစူးစူးညံ့ညံ့တွေလှုပ်နေတာလဲ။နေအောင်နေအောင်ဒင်းတော့ခက်နန္နာထူအောင်မှ ဒီလိုပြောရင်အမေကနွားချံပဲဆင့်သွားပြီးနမကိုခေါ်နေတန်ကြားရတယ်။မကြပါဘူးနမဟာရန်သူတွေ့တဲ့နှစ်သိုးကြီးလိုတအားတွန်လိုက်ပြီးအမေရဲ့တထိတ်တလန့်អော်လိုက်တန်ကိုကျွန်တော်ကြားရတယ်။ခဏအတွင်းမှာပဲအမေဟာတဖုတ်ဖုတ်နဲ့အိမ်စီပြေးလာပြီးလစ်စဘက်နဲ့အာလစ်ကိုလည်းအိမ်နဲ့မြန်မြန်ဝင်ဖို့អော်ပြောလိုက်တယ်။ကလေးတွေအိမ်နဲ့ရောက်တော့အမေကတက္ကမကြီးကိုကြပြားကြပြားဆွဲပေးပြီးကျွန်တော်ပဲအမောတော်ခေါ်လှည့်ရင်းနမကအမေကိုအကန့်မခံဘူးသား ရန်သူလိုပဲစိမ့်စိမ့်ကြီးစိုက်ကြည့်နေတယ်။အမေတော့နားမလည်နိုင်အောင်ပဲ။လို့ဆိုပြီးတကားကိုအသားကလေးဟကအပြင်ကိုခြောင်းကြည့်တယ်။နောက်တကယ်ရွက်တွေကိုဆွဲဖွင့်လိုက်ပြီးနှချံဘက်ကိုတအံတော်ကြည့်ရင်"ဟဲကြည်စံဒီကောင်းမှသူ့ကလေးကိုဂရုတောင်းမဆိုင်ဘူး။"ချန်နဲ့လည်းမဝင်မဲနဲ့ကြော်လို့ထွက်သွားလိုက်တာဘလို့ဖြစ်နေပါလိမ့်။အေကနာဒီကောင်မပေးပြားပင်တွေမတန်တဆစလာပြီးထင်ပါရဲ့။ပေးပြားပင်ဆိုတာ ။စောင်းနှောင်းအခါနှင်းရည်လေးတဆွတ်ဆွတ်အချိန်မှာမျက်ကြုံမျက်ကြားမှာပေါက်ကြတယ်။အပွင့်ကခရမ်းရောင်နုနုကလေးပေါ့။မြင်းတွေနားတွေဟာပဲပြားပင်တွေကိုမျက်တွေနဲ့ယောနှောပြီးစားမိကြတယ်။တန်ယုံစုကိစ္စမရှိပေမဲ့များများစားမိရင်တောက်တတ်တယ်။ပဲပြားတောက်ရင်စားမိတဲ့တရိတ်ဆန်ဟာအရက်မူးသလိုရိုင်းပြီးရိုင်းတိုင်းနဲ့ဖြစ်နေတယ်။တခါတလေသိပ်များများကြီးစားမိရင်တော့တေးတောင်သေးတယ်။ ကျွန်တော်ဟာနှပြောင်းမကြီးအော်တန်ကိုစိတ်မချမ်းမသာနဲ့ပဲကြားနေရတယ်။သူ့အော်တန်ဟာတဖြည်းဖြည်းဝေးသွားတာထောက်ရင်ခြုံတော့တဲ့ပြန်ဝင်သွားပြီနဲ့တူပါရဲ့။နွားကလေးကိုတော့နှုတ်မတိုင်ဖဲထားခဲ့တယ်လီ။ဒီဟာတဘာဝမှမကြတာပဲ။ကျွန်တော်လည်းတော်တော်အုံနောက်ချောက်သွားတယ်။အမေရောက်မှဟာပေးပြားပြင်တောက်တာတော့မဖြစ်နိုင်ဘူးဗျ။ဒီလိုနှွေးခေါင်းခေါင်းအချိန်မှပေးပြားပြင်ကိုသေးကုန်ပြီ။အမေကကျွန်တော်မျက်နှာကိုဖြတ်ခနဲကြည့်ပြီး အမေသိပါနဲ့တားရင်ဒါကြောင့်စိတ်ပူနေတာပေါ့ကျွန်တော်ဟာဘက်စီယာစီပြောတဲ့ခွေးယူတွေအကြောင်းသွားတွေးမိတယ်ဒါကြောင့်နွားယူတယ်လို့တော့မရှိနိုင်ပါဘူးเนาะအမေနွားဟာယူတာတလားယင်ကျွန်တော်စကားကြားတော့ Lisbeth ဟာလန့်သွားပြီးမျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်နေတယ်အမေလည်းမသိဘူးသားယင်ခွေးယူတာတော့ကြားဘူးကြုံဘူးပါတယ်နွားတော့မပြောတတ်ဘူး အမေကတော့ကကြောင့်ရီဝင်းနေတဲ့မျက်လုံးတွေနဲ့အဝေးကိုငေးကြည့်ရင်ပြော့ပြတယ်။အနာကျသွားတယ်ဆိုရင်ပဲကျွန်တော်ကရွှေဝါကြီးပါမြန်မြန်နဲ့နလန်ထလာကြပါတော့တယ်။ဒါပေမဲ့ကျွန်တော်စိတ်တွေဟာမရွှင်ဘူး။ရင်းနဲ့လေးပြီးတအုံနှွေးနှွေးဖြစ်နေတယ်။နှစ်ပြောင်းမှဟာလဲအနီးပတ်ဝန်းကျင်မှာတဝဲလေလေရှောက်သွားပြီးတပြဲပြဲဩနေတယ်။သူဟာခေါင်းငိုက်ဆိုင်ချပြီးဘေးပြီးမကြည့်ပဲတသွားတည်းသွားနေတော့တယ် တနေ့ထက်တနေ့သူ့အော်တဲ့ဟာအားပြော့လာပြီးခြေလက်မသေးနိုင်တော့အောင်ချိနဲ့လာပြီးမဲ့အသွားကတော့မရက်ဘူးအော်တာလည်းမနာဘူးကျွန်တော်တို့မှတဘူးကမအေးမီနောက်တဘူးဆင့်လာပြန်တော့တယ်ဒီတခါကတော့ကျွန်တော်လမ်းလျှောက်ပီးစာသုံးရမြောက်တဲ့နေ့မှာပေါက်လာတဲ့နှစ်သိုးကြီးကြောင့်ပါပဲအဲ့ဒီနေ့ကကျွန်တော်ဟာခြေတပောင်ကျိုးထောက်ပြီးအိမ်ရှိဝင်ရန်တာကကလက်ထိုင်းမှာထွက်ထိုင်းနေတယ် ကျွန်တော်ချင်းရင်မှာဝင့်နေတဲ့ရွှေဝါကြီးရဲ့နရွက်ပြက်နှအုံရင်းကိုပုတ်တန့်ပြီးနေတော့ပေါ့ရွှေဝါကြီးဟာလည်းအဲ့ဒီနေရာကိုပုတ်ပြီးနေရင်တိတ်သဘောကျတယ်အမေကမိဖို့ထဲမှာချက်ပြုတ်နေတယ်လစ်ဘက်အာလစ်နဲ့ခွေးကလေးပါပီဟာစမ်းကြောင်းသားမှာစော့ရင်းငါးဖမ်းဖို့သွားကြလေရဲ့ကျွန်တော်ဟာဝင်ရတာကနေပြီးစမ်းကြောင်းကလေးဘေးမှာသူတို့မြက်ခင်းကလေးတွေနဲ့ငါးစာလုပ်ဖို့နှံကောင်တွေလိုက်ဖမ်းနေကြတာမြင်နေရတယ် ဒီအချိန်မှာပဲကျွန်တော်နားတဲ့နွားတွန်တန်းကြီးတစ်ခုကြဲကြဲလောင်လောင်ကြားလိုက်ရလို့အတန်လာရဘက်ကိုလှမ်းကြည့်လိုက်တော့နှစ်သိုးကြီးဟာခြုံတစ်ခုကြားကတိုးထွက်လာတာမြင်ရတယ်။အဲ့ဒီနွားကြီးဟာဟိုးအရင်ဂျိုးကောင်ကြီးခြုံကိုနဲ့ဝှေ့ကြတော့ကလဲပေါ်ပက်လက်ကြီးပါသွားတဲ့နှစ်ထီးကြီးပေါ့။ဒါပေမဲ့ခုတော့အဲ့ဒီတုန်းကဝုန်ဝင်ကြွားကြွားမဟုတ်တော့ဘူး။ ခြေလေးပဲစလုံးရိမ့်ထိုးနေပြီးသူ့ခြေလက်တွေမကြွနိုင်မမနိုင်လို့ခလုတ်ကတင်းတွေတောင်တိုက်မြောက်တိုက်နဲ့မကြခဏပဲဒူးတွေညှို့ကြသွားတာတွေ့ရတယ်။သူဟာအဲ့ဒလိုဒူးထောက်ကြနေရင်ကကုန်းကွာထလာပြီးညင်းညင်းညူညူနဲ့စမ်းချောင်းဘက်ကိုဥတီသွားတော့တယ်။အဲ့ဒီအချိန်မှာမမှတ်မထင်ပဲကျွန်တော်ခြေရင်းမှာဝိတ်အိမ်မောကြနေတယ်ထင်ရတဲ့ခွေးဝါကြီးဟာစက်ခနဲခေါင်းထောင်ကြည့်တယ်။သူဟာနွားကြီးအော်တန်ကြောင့်မင်းနိုးသလား နွားရဲ့အနှံ့ကြောင့်ပဲနိုးတလားတော့မသိဘူး။ဝမ်ကောင်းတန်ကြီးနဲ့တစ်ချက်ဟိမ့်ပြီးနွားကြီးစီအပြည့်စင်သွားတော့တယ်။မန်းနဲ့ပြည့်သွားပြီမဲ့သူခမတုံချီတုံချီနဲ့မက်မက်တောင်ကောင်းကောင်းမရက်နိုင်ရှာပါဘူး။သူဟာနွားမျက်နှာရှိသွားပြီးနှာခေါင်းကြီးရှုပ်ပြသွားဆွဲကြီးတွေဖြဲ့ပြနဲ့မန်းဖီးနေတယ်။သူ့ကောင်းမွေးတွေကလည်းလေကုတ်ကနေကြောတလျှောက်ထောင်းထနေတယ် ချွေဝါကြီးကအခုလိုအပြုတ်မှုမျိုးကိုဘေးအန္တရာယ်ကြုံတဲ့အခါမျိုးမှသာလုံးလိလုံထရှိတာကျွန်တော်သိတယ်။ဒီကောင်ကြီးဟာနွားတွေနဲ့ယင်ပါနေတာမို့ရိုးရိုးနွားတွေ့ုံနဲ့ဒီလိုမလုပ်ဘူး။တည်င်ကအတွေ့မှာပဲကျွန်တော်ဟာအမှန်တရားကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်သိလိုက်ပါပြီ။အမေနဲ့ကျွန်တော်ဟာကိုယ်စိတ်တက်တာရရစီဖို့ကိုကိုကိုလှည့်စားနေကြတာပဲကျွန်တော်တို့ဟာမျှော်လင့်ချက်မရှိတဲ့အရာကိုအတင်းမျှော်လင့်နေကြတယ် နှစ်ပြောင်မကြီးရဲ့ဝေဒနာအစစ်အမှန်ကိုတည်တည်ချာချာမစူးစမ်းမဲတနေ့ပျောက်သွားနိုင်မယ်လို့ပဲပို့ပေါ်ဆဆတွတ်ခင်ကြတယ်။သူ့နွားကလေးကိုဒီပြင်းနမနို့စို့ခိုင်းပြီးပြီးစလွယ်နေခဲ့ကြတယ်။ဒါလဲနွားကလေးကိုကံမထုတ်နိုင်အောင်အိုနမကို နောက်ချေနှစ်ချောင်းကျိုးနဲ့တုတ်ပြီးအတင်းနှုတ်တိုက်ခိုင်းရတယ်။လွယ်တော့မလွယ်လှဘူးပေါ့။ခုတော့နှစ်ပြောင်မကောနှစ်ထီးကြီးပါ ဘလို့မှပြန်မကောင်းနိုင်တော့ဘူးဆိုတာအချက်မချက်သိပါပြီသူတို့နှစ်ကောင်စလုံးတွတ်တွတ်ခါအောင်ယူနေကြပါပြီရွှေဝါကြီးဟာနှစ်ထီးကြီးစီကယောဂါရဲ့အနှံ့အသက်ကိုရတာကြောင့်ဘလောက်ကြောက်စရာကောင်းတဲ့အန်ဒီရဲ့ဖြစ်ကြောင်းအသိဉာဏ်ရှိတယ်ဆိုတဲ့လူသားကျွန်တော်တို့ကိုပညာပေးနေပါပြီချက်ချင်းဆိုသလိုပဲစမ်းကြောင်းသားမှာရှိနေတဲ့ Lisbon နဲ့ကျွန်တော်ညီလေးအာလစ်တို့ရဲ့အန်ဒီရဲ့ကို တွေးမိတယ်ကျွန်တော်ဟာထိုင်နေရာကအတင်းမတက်ထားပြီး အတန်ကုန်ဖြစ်လိုက်မိတယ်။အမေအမေကျွန်တော်တနက် ယူကေဆန်းမှာမြန်မြန်ယူကေဆန်းမှာအမေကအိမ်ထဲကဒရောတော်ဘာပြေးထွက်လာပြီးဘာလဲထရာဘစ်ဘာဖြစ်တာလဲကျွန်တော်ကစမ်းကြောင်းစီတဆိုင်ဆိုင်သွားနေတဲ့နွားကိုလက်ညှိုးထုတ်ပြပြီးအဲ့ဒီနွားကြီးကယူနေပြီးအမေနွားယူကြီးလစ်စပန်နဲ့အာလစ်တို့ရှိတဲ့စမ်းကြောင်းပက်စီကိုသွားနေပြီးအမေဟာတွေ့ကနေဖြစ်သွားပြီးပါဇက်ကလည်းဖျားတားလိုက်တယ် ပြီးတော့ကျွန်တော်ခိုင်းတယ်လို့တနတ်ကိုသွားယူမနေတော့ပဲအိမ်မော်ကဆန်းကြောက်စီဒုံဆိုင်ပြေးတော့တယ်။ပါဇက်ကလည်းလစ်ပတ်နဲ့အာလစ်ကိုပြေးဖို့တစ်ပင်ပေါ်တက်နေဖို့နွားယူကြီးစီကလွတ်အောင်ရှောင်ဖို့အော်ဟစ်သွားနေရဲ့။ကျွန်တော်လည်းနန်းရံမှာချိတ်ထားတဲ့တနတ်ကိုဆွဲယူပြီးထော်ကျိုးထော်ကျိုးနဲ့ပဲနောက်ကတက်နိုင်သမျှအာတုံလိုက်ရင်အမေကိုမပြေးဖို့ဘေးဖဲနေဖို့ကျွန်တော်နွားကြီးကိုတနတ်နဲ့ပြစ်မဲ့အကြောင်းအော်ပြောပေမဲ့အမေကကျွန်တော်စကားကို ကြားဟန်မတူဘူး။နွားကြီးကသာ အမေပြေးလာတာကိုမြင်သွားပြီးအမေစီခြာကနေလှဲ့လာတယ်။ဒါပေမဲ့သူ့ခြေတွေမခိုင်လို့လူထောက်ရဲ့ခွေးကျသွားတယ်။အာယူပြီးပြန်ထဖို့ကြိုးစားသေးတယ်။အဲ့ဒီတုန်းမှအမေဟာသူ့ဘေးကတအားဖြတ်ပြေးခဲ့တယ်။နွားကြီးကအမေနောက်ကိုထိုးလိုက်သေးတယ်။ဒါပေမဲ့အမေကံကောင်းနေတော့နွားကြီးဟာအားမရှိတော့ပဲတူးတင်ရန်ပြီးပုံနှရသားလဲကျသွားပြီးပြန်မထနိုင်တော့ဘူး။နှာခေါင်းကြီးဒီထောက်နေပြီ။ အဲ့ဒါလို့အချိန်မှာရွှေဝါကြီးဟာနွားကြီးကိုပတ်ချလှဲပြီးမလန့်မကန်းကနေမန်းဖီးနေသေးတယ်။ထလာရင်အသေးကိုက်ပြင်မယ်လို့ခြောက်တဲ့သဘောမျိုးပေါ့။ဒီအခါမှာကျွန်တော်ကနွားရှိတဲ့တဲ့သွားပြီးနှစ်ဖူးတဲ့တဲ့ကိုတနှက်နဲ့သေးသေးချာချာချိန်ပစ်လိုက်တော့တယ်။ပြက်တနာကဒီနွားအသေးကောင်ကြီးကိုကျွန်တော်တို့ဒီအတိုင်းထားလို့မဖြစ်တော့ပဲ။ယာဒီကလည်းအင်မတန်ပူပြင်းတဲ့ຫນွေအခါဆိုတော့ဒီဟာကြီးက တည့်ရနှင်းရဆိုပုတ်ပွားလာတော့မှဖြစ်တယ်။သေတဲ့နေရာကလည်းစမ်းချောင်းနဲ့နီးလို့တော့အပုတ်ရည်တွေကစမ်းချောင်းနဲ့စီးဝင်သွားမှဆိုးရတယ်။ပါရီဒီနွားတီကြီးကိုခက်ဝဲဝဲတနေရာရွှေ့ပြီးမိရှုပစ်လိုက်မှဖြစ်မယ်ကွ။အာမိကလည်းဒုက္ခခံလို့ဗျာ။ဒီအတိုင်းထားလိုက်ရင်လဒတွေခွေးအတွေလာဆသွားကြမှာပဲဟာ။အဲ့ဒါကိုစိုးရင်တို့မိရှုရမယ်ပြောတာပေါ့ကွကေကေလက်သားတို့ခွေးအားတို့ဒီနွားသားကိုစားကြတော့ သူတို့ရောဒီယောဂါဆိုးကိုကုမကုံကြပြီဘူးလားအဲ့ဒီလိုဆိုရင်ဒီယောဂါကိုမြန်မြန်ပြန်ပွားအောင်လုပ်တာ ਨੇ အတူတူပေါ့ဘယ်ကိစ္စမဆိုကြိုးကြောင်ဆက်သွဲပြီးအရှိတဖြင့်စင်စင်ဆာဆာလှုပ်ရတယ်ငါသားရဲ့အမီဟာပြောပြောဆိုဆိုဂျမ်းမာကိုဇက်ကျိုးသွားတက်တော်တယ်အဲ့ဒီကျိုးနဲ့နွားတင်ရဲ့ဥကျိုးကိုနှစ်ဖက်စလုံးခိုင်အောင်ချီနှောင်လိုက်တယ်ဂျမ်းမာကိုအမီဆွဲခေါ်လာလို့နွားတင်နားရောက်တော့ဂျမ်းမာဟာအနားမကပ်ဘဲအတင်းယုံကန်းနေတော့တယ် ဂျမ်းမာဟာလည်းပဲကွေးရွှေဝါကြီးလိုပဲနွားရဲ့ယောဂါဆိုးကြီးရဲ့အနံ့ကိုရလို့နေမှာပေါ့တရိဆန်တွေပဲမဲ့သူတို့အတိညာနဲ့သူတို့ရှိကြတာပဲကျွန်တော်ဟာသူ့ကိုချော့လိုက်ခြောက်လိုက်ဒုတ်ထုတ်ပြလိုက်လှုပ်လိုက်နဲ့အတင်းမဲနွားသေးကောင်ကိုကျိုးနဲ့တွဲပေးရတယ်နွားသေးကောင်ရဲ့အလေးချိန်ဟာများလုံးတော့ဂျမ်းမာခမရမစွန်းနိုင်ရှာဘူးလေဘတ်တန်ကျိုးကိုအသားနဲ့မြုပ်အောင်ပခုံးကြွက်သားတွေဆက်ဆက်တုံအောင်အားဆိုင်ယုံဝင်မဲ့နွားတေကောင်ကတုတ်တုံမှမလှုပ်ဘူး နောက်ဆုံးတော့ဂျမ်ဘာဟာသူမနိုင်တဲ့အလို့အတင်းလှုပ်ခိုင်းရပါမလားလို့စိတ်ကောက်ပြီးပီတီတီကတ်တက်တက်နဲ့လှုပ်နေတော့တယ်။ကျွန်တော်ဂျမ်ဘာအကြောင်းကျွန်တော်ကောင်းကောင်းသိတာပေါ့။ဒီကောင်ကဒီလိုအချိန်မျိုးမှာသူ့ကိုဆက်ခိုင်းရင်တခုခုမဟုတ်တာလှုပ်တော့မယ်။ဒါပေမဲ့မတတ်နိုင်ဘူးလေ။အသေးကောင်ကြီးကိုရွှေ့ကိုရွှေ့မှာဖြစ်မှာကိုဒီတော့ကျွန်တော်ကသူ့နှာနှုတ်ကိုတုံးနဲ့ခက်ဆက်ဆက်ကလေးရိုက်လိုက်တယ်။ဒီမှာပဲမောင်ဂျမ်ဘာအစွမ်းပြတော့တာပါပဲ။ ။သူဟာတကိုယ်လုံးမှရှိတဲ့ခွန်အားကိုစုစည်းပြီးတခါတည်းစောင့်ယုံလိုက်တာလေပတ်ကျိုးမှထောင်းကနေပြတ်ထွက်သွားပြီးတန်ကျိုးပြတ်ဆဟာကြည်စံတစ်ခုလိုပဲကျွန်တော်နဲ့ထင်နာစီကပုခါတီကဝီကနေမြီထွက်သွားတော့တယ်။ထီမြထီလိုက်ရင်ကျွန်တော်ဟာနေရာတွင်ပွဲချင်းပြီးနေမှာဒါကြောင့်နွားတီကိုနေရာရွှေ့ဖို့အကြံဟာဒီမာရင်မဲအလိုလိုအစတတ်သွားပါတော့တယ်ခင်ဗျာ။တန်ကျိုးကိုပြန်ဆက်ပြီးဂျမ်ဘာကဆွဲမယ်ထား တန်ကျိုးအဆက်ဟာဘယ်နည်းနဲ့မှနွားအလေးချိန်ကိုခံနိုင်မယ်မထင်ဘူး။ကျွန်တော်ဟာကြံရမရဖြစ်ပြီးအမေကိုလှမ်းကြည့်လိုက်တော့အမေကခေါင်းရမ်းရင်းနွားတီကောင်ကိုဒီမှာပဲမိရှုဖို့ရှိတော်တာပေါ့။ထင်းတော့များများလူလိမ့်မယ်ကွ။မှန်ပါတယ်ခင်ဗျာ။နွားကြီးတကောင်တို့ကိုမိရှုဖို့ဆိုတာနင်းနင်းနော်နော်ထင်းမဟုတ်ဘူး။အနီးအနားတဝိုက်မှာရှိတဲ့တစ်ပင်ကြီးငယ်တွေကလည်းကျွန်တော်တို့ထင်းဆိုင်လို့ကုန်တလောက်ရှိနေပါပြီ။ ဒီတော့အမေနဲ့နစ်စ်ပက်ဟာတော်တဲ့သွားပြီးထင်းခွေမှုရှိတော့တာပေါ့ဒီမှရင်ဂျမ်ပါရဲ့လေဘက်တန်ကျိုးကိုကျွန်တော်ကတရေချမ်းတစ်ချောင်းနဲ့ခိုင်ခိုင်ပြန်ဆက်ပေးရတယ်အမေနဲ့နစ်စ်ပက်တော်တဲ့ကထင်းကြောက်တွေစူပြီးခောက်တုတ်ခောက်ပြန်တဲကြရတယ်ကျွန်တော်ကထင်းတွေကိုနွားတီကောင်ပေးမှပုံနဲ့အလုံလောက်ရတယ်နွားတီကိုမမြင်ရအောင်ထင်းတွေပုံပြီးတော့မီးတင်ရှို့တော့တာပါပဲထင်းတွေက၆နေလို့မှလို့မကြခင်မဲမီးတောင်ကြီးဟာ အားတက်လာတော့တယ်။မိညွမိရှံတွေဆိုတာမိုးထီအောင်ပါပဲ။နွားမွေးမိမြိုင်နှံ့အသားညွန်နှံ့မိအပူချိန်ကြောင့်ကျွန်တော်တို့ဟာအနီးအနားမှာမနေနိုင်ပဲအိမ်ပြန်နေရတယ်။ဒီလောက်ကြီးမားပြင်းထန်တဲ့မိမျိုးကျွန်တော်တက်တက်မှဒီတစ်ခါပဲမြင်ဘူးပါသေးတယ်။ဒီမိအချိန်နဲ့ဆိုရင်နွားတွေသုံးကောင်လောက်အေးအေးပဲမိရှုပြစ်လိုက်နိုင်မယ်လို့ကျွန်တော်ထင်မိတယ်။ဒါပေမဲ့နှစ်နာရီလောက်အကြာမှာမိချိန်ကျသွားလို့ကျွန်တော်သွားကြည့်တော့ နွားတီကောင်ထက်ဝက်လောက်ပဲမိကျွမ်းထားတယ်။ဒါကြောင့်အမေနဲ့လစ်ဘတ်ဟာတော်တဲ့ထင်းသွားကောက်ကြရပြန်တာပေါ့။ဒီနွားတကောင်လုံးလုံးပြာကျဖို့ရနှစ်ရက်နဲ့နှစ်ညမိရှူရပါတယ်ခမညာ။အမေနဲ့လစ်ဘတ်ဟာလည်းဒီရက်တွေမှာမနာတမ်းထင်းသွားတိုက်နေရပါတယ်။ညကြတော့လဲကျွန်တော်တို့မိသားစုဟာမုံမုံနဲ့အိပ်ရနေမယ်မထင်ပါနဲ့။အသားမိလောင်နဲ့ညှော်နှံ့ကြောင့်လာလိုက်တဲ့တောခွေးတွေဝင်းပလွေတွေဆိုတာအချင်းချင်းမန်းဖီးတဲ့ တကောင်နဲ့တကောင်တုံဝုံဝုံနဲ့ကိုက်ကြခဲကြမိကြောင့်လို့ဒင်းတို့အနာတော့မကတ်ဝင်ပါဘူးမနေနိုင်လို့ကျွန်တော်ကပရင်းပေါက်ကနေထကြည့်တော့အမောင်နဲ့မယ်ဒင်းတို့မျက်လုံးပေါင်းတောင်ချောင်းထောင်းဟာပတ်ဝန်းကျင်တဝိုင်းမှာမိခဲတွေဖြန့်ကျဲထားတယ်လို့ညီကနေရဲကနေနေတာပဲရွှေဝါကြီးခင်ဗျာလဲဒီကောင်တွေအိမ်နာမကတ်ဝင်အောင်ထထအတန်ပေးရတာနဲ့အိမ်ကောင်းချင်းမအေ့ရရှာပါဘူးတချီတချီမှာနှစ်ပြောက်မရဲ့ညင်းညူတန်တဲ့တဲ့နဲ့ကြားမိပါရဲ့ ကျွန်တော်မျက်စီထဲမှာတော့ခွေယူပြန်လို့တစ်ပင်မှာတန်ကျိုးနဲ့ခြီထားရတဲ့ဘတ်စီယာစီရဲ့ဥလေးကိုပဲမြင်အောင်နေမိတယ်။အိုးအဖေရဲ့မြ мян ပြန်လာပါတော့လို့စိတ်ထဲမှာအားငယ်မိတိုင်းကျွန်တော်တို့မိသားစုရဲ့မန်တန်ကြီးဖြစ်တဲ့အဖေကိုပဲတန်းတာနေမိတော့တယ်။နွားဒီကောင်ကြီးပြာကျသွားပြီးတဲ့နောက်အမေကစိတ်ပြက်လက်ပြက်နဲ့နှစ်ပြောင်းမကြီးကိုလည်းဒီလိုပဲလောက်ရအောင်ပါပဲလို့ဆိုတယ် ကျွန်တော်တို့မှာနှုတ်စားနှမကောင်းကောင်းတကောင်းတော့ရပြီရဲ့လို့မျှော်လင့်ထားတဲ့အမေဟာပြောတာပြောရတယ်။သူ့နှမကိုတော့တော်တော်နှမျောပုံပါပဲ။အမေကြည်ရတာဒါအတွက်တည်းမဟုတ်ပဲဒီခွေးယူယောဂါပြန်ပွားလာမှာကိုလည်းအလွန်စိုးရိမ်နေရှာတယ်။နှွားတွေတကောင်းပြီးတကောင်းခုလိုပဲကူးကုန်မယ်ဆိုရင်ဘယ်နဲ့လုပ်ပါမလဲ။တွေးပူမယ်ဆိုလဲပူစရာပဲကိုဒီတော့ကျွန်တော်ကကျောင်းမကြီးကိုကျွန်တော်ပြစ်တတ်လိုက်တော့မယ်အမေ ကိဆိုဒီနာမှာလုံလို့တော့မဖြစ်ဘူးတော်နဲ့တောင်းနဲ့နီနီနာနာမောင်းသွားမှထင်းရှာရတတ်တာမင်းမင်းခြေတော့အနာနဲ့ဖြစ်ပါမလားတားရင်ခြေတော့ကတက်တာနေပါပြီအမေရဲ့အဆန်းလျှောက်တဲ့သဘောပေါ့ဒါဖြစ်လေတိုးတဲ့ကမြေခွက်ရှင်းရှင်းမှလုတ်ဖြစ်အောင်ကြိုးစားပေါ့နုံမွေရင် အသေးကောင်မိအကြောင်းတော်မိလောင်မှစိုးရတယ်ကျွန်တော်ကဗျောင်းမကြီးနောက်တခါအိမ်ကိုပတ်အလာမှာတနတ်ဆွဲပြီး ကိုကိုလည်းအန်ဒီရဲ့မလုံနိုင်အောင်ခက်လန့်လန့်ကခွာလိုက်သွားတယ်။စိုးရင်ကြတော့သိမရှိပါဘူး။ခုအချိန်မှဆိုရင်ဘျောင်းမဟာနွားနဲ့တောင်းမတူတော့ပဲအယိုးစုကြီးထောင်ထားတဲ့လောက်သာရှိတော့တယ်။လမ်းသွားနိုင်တဲ့အင်အားလည်းကုန်သလောက်ဖြစ်နေပြီ။တလန်နှစ်လန်သွားလိုက်ပုံကနေလဲကျသွားလိုက်နဲ့လဲတိုင်းနဲ့ဒီတခါတော့ဒီနမကြီးပြန်ထနိုင်တော့မှာမဟုတ်ဘူးလို့ကျွန်တော်စိုးရိမ်မိတယ်။ဒါပေမဲ့ဘျောက်မဟာထမြင့်ထားပြီးသွားတာပဲ ကျွန်တော်ကလည်းသူ့နောက်ကစိတ်ရှည်လက်ရှည်လိုက်နေရတယ်။ကိုလိုရမောင်းလို့လည်းမရဘူးနိ။ခုနီအခါမှာ ပြောင်းမဟာဘာကိုမှမသိတော့ဘူး။ဒါအပြင်သူ့အနားနဲ့တိတ်မကတ်ဝင်မဲကိုကျွန်တော်နဲ့အိမ်နဲ့တမိုင်လောက်ဝေးတဲ့နေရာရောက်မှာတဲခေါ်နေတဲ့တဲချောင်းကြီးတစ်ခုရှိတယ်။ကျွန်တော်နဲ့ရွှေဝါကြီးတောဝက်တွေနဲ့တွေ့ကြတဲ့ချောင်းနဲ့ခတ်ဆင်ဆင်နေရာပဲ။ကံကောင်းရင်တော့ပြောင်းမကြီးဟာအဲ့ချောင်းထဲကိုဆင်းသွားတယ် ကျွန်တော်လဲကြပြာကြရသူ့ဘေးကပန်းပြီးရှေ့ရောက်အောင်တက်ရတယ်။သူမတွေ့အောင်ခြုံကြိုခြုံကြတို့တာနဲ့တကိုယ်လုံးစူးရချစ်ရရကြီးပါပဲ။သူချောင်းနဲ့တော်တော်ဆင်းမိလာတော့မှဆေးပြစ်ခြုံတစ်ခုနဲ့နောက်မှာပုန်းနေတဲ့ကျွန်တော်ဟာသူ့နဖူးတဲ့တဲ့ချိန်ပြီးပြစ်ချလိုက်တော့တယ်။အစကတော့ဇောနဲ့မှုမောရပန်းရမှန်မသိပေမဲ့ခုမှနလန်ထကရှိသေးတဲ့ကျွန်တော်ဟာကိစ္စပြီးတော့အင်ကိုတုံတုံချီချီနဲ့ မနေ့အားခဲ့ပြီးပြန်ခဲ့ရတယ်။အိမ်ရောက်တော့တကိုယ်လုံးဆက်ဆက်တုံပြီးချွေးတန်ဆူဆူနဲ့တခါတည်းထိုးလဲတော့တာပဲ။အမေကကျွန်တော်ကိုအိတ်ရတဲ့ပို့ပါတယ်။ပြီးတော့ကဲတားရီတကြီးပြောအောင်အိတ်လိုက်အောင်အမေတို့မိသွားရှုမယ်။မင်းအိတ်ရကမထနဲ့တော့တော်ကြာခြေတော်ကြီးကပြန်ရောင်လာအောင်မယ်။ကျွန်တော်ဟာဘာမှစောရကမတက်နိုင်တော့ပဲအသက်တောင်မနေရှူးနေရတယ်။အမေတို့ကမောဟိုင်နေတဲ့ကြားက တောင်မကြီးရှိတဲ့နေရာကိုလမ်းညွန်လိုက်ရင် အာလီကလေးကိုကျွန်တော်နဲ့ထားခဲ့ဖို့ပြောရတယ်။အမေနဲ့လစ်စဘက်ဟာဂျမ်းမာကိုလှဲတက်စီးသွားကြတယ်။အမေလက်ထဲမှာတော့မိကြီးကလေးခဲ့ထားတဲ့တန်ပုံးလေးတပိုးလဲအိမ်ဝင်းထဲကထွက်တော့နွားရီပေါ်မှာမှိန်နေတဲ့ရွှေဝါကြီးကထိုက်ရလိုက်တယ်။ပြီးတော့လှဲနောက်ကိုငေးကြည့်ရင်တစုံတစ်ခုကိုခြေတုံချတုံဖြစ်နေပုံရတယ်။နောက်10မိနစ်မှာပဲသူဟာအိမ်မော်ကဆင်းပြီးလှဲနောက်ကိုထော်ချိုးထော်ချိုးနဲ့လိုက်သွားလေရဲ့။ ရွှေဝါကြီးဟာကျွန်တော်လိုပဲနလန်ထဆအားအင်လည်းမပြည့်သေးဘူးခြေတစ်ဖက်အနာကလည်းအကင်းမသေးသေးဘူးဒါပေမဲ့ခရီးသွားတဲ့မသွားတဲ့သူ့ကိုယ်သူတိမာပဲလို့ထင်မိတဲ့အတွက်ကျွန်တော်ပြန်ခေါ်မထားတော့ပါဘူးနောက်ကြတော့သူ့ကိုကျွန်တော်ပြန်ခေါ်မထားတာကျွန်တော်အတွက်မဟာအမှားကြီးပဲဆိုတာသိရတယ်ရှေ့ဘာဖြစ်မယ်ဆိုတာသာကြိုတင်သိနိုင်စွမ်းရှိခဲ့မယ်ဆိုရင်ရွှေဝါကြီးသာမကအမေတို့ကိုပါဒီခရီးမသွားဖြစ်အောင် ကျွန်တော်အစွမ်းကုန်တားမိမှာပဲအာလီကလေးကိုထင်းရကြောင်းရဖို့တာဝန်ရှိတာမှု ကျွန်တော်ဟာမအိပ်မိအောင်ကြိုးစားပေမဲ့မောလွန်ပန်းလွန်းလို့ထင်ပါရဲ့ကလေးသေးကလေးမောအိပ်ပျော်သွားလိုက်တာညနေစောင်းတော့မှနိုးလာတော့တယ်တော်ပါသေးရဲ့အာလီကလေးကအိမ်ရှိကွက်လမ်းမှာခွေးကလေးပါပြီးနေကစားနေလို့အာလီဟာအစဖွာနေတဲ့ကြိုးတစ်ချောင်းကိုမြေမှာတရွတ်တိုက်ဆွဲပြီးတယ်အာပီလေးကလည်းအဲ့ဒီကြိုးစားကိုလိုက်ဆွဲမိတယ်ဆိုရင်တဟင်းဟင်းနဲ့မန်ဖီပြီးဆွဲဆွဲခါတယ် ဒီခါမှာအာလစ်ကကျိုးစာကိုဆက်ကနေစောင့်ဆွဲလိုက်ရင်ပါပီဟာလေထဲမြောက်တက်သွားပြီးဂျွန်းသုံးလေးဘက်ပြန်ပြီးမြေပေါ်ပုတ်ခနေပြုတ်ကြတယ်။ဒါကိုနားရင်မထင်မဲနောက်တချီအာလစ်သူ့ရှိက ဖြတ်ပြီးရင်သူကအပြေးလိုက်တာပဲ။ဒီလိုအကြမ်းပန်းကစားတာသူ့ငယ်သွားကလေးတွေကျွတ်ထွက်ကုန်တော့မှာပဲလို့ကျွန်တော်တွေးနေမိတယ်။တစ်ဆက်တည်းအမေနဲ့လစ်ဘက်ဟာဘာပြုလို့တလောက်တောင်ကြာနေတာလဲလို့လည်းတွေးပူမိပါရဲ့ ဦးလို့သာပူတာနှပြောင်းမကြီးရှိတဲ့နေရာဟာတော်တော်ဝေးသားကလားနှုတ်ပြီးမိမနှစ်ယောက်အင်အားနဲ့ဒီနွားကြီးကိုမိရှို့ပြစ်ဖို့ရာကထင်းရှားပုံရတာမလွယ်မှန်းကျွန်တော်သိပါတယ်မိုးဆုပ်ဆုပ်မချုပ်မီပြန်ရောက်ရင်ကံကောင်းပေါ့ကျွန်တော်ဟာအိမ်အတွက်ရေခတ်ဖို့ပုံတလုံးဆွဲပြီးစမ်းချောင်းစီဆင်းခဲ့ရင်အဖေဘယ်တော့မှမပြန်ရောက်ပါမလဲလို့တွေးနေမိတယ်အမေကတော့အဖေပြန်လာဖို့နီးပြီလို့ပြောတာပဲ အဖေပြန်လာရင်ကျွန်တော်အတွက်ဘလို့မြင်းမျိုးဝင်လာမလဲဆိုတာလဲသိသိချင်းမိတာပဲဒါပေမဲ့လက်ငင်းပြဿနာကတော့ဟောဒီခွေယူယောဂါဆိုကြီးပဲဒီပြင်ကိစ္စတွေဟာဘာမဆိုကျွန်တော်ရဲရဲရင်ဆိုင်ဝင်ပါတယ်ဗျာဆိုင်နေဆိုင်ခဲ့ပါတယ်ကျွန်တော်ဟာဝက်ပက်အကြီးကျယ်ခံခဲ့ရတယ်ဒါမဆမ်းပါဘူးကျွန်တော်တို့တောနေတောသားတွေအနည်းနဲ့အများရင်ဆိုင်ရမယ်ကိစ္စပဲခုဆိုအနာရီပြောက်တောင်းနေပြီ ကျွန်တော်အတွက်ခက်ခဲနေတာက ခွေယူယောဂါကျွန်တော်တို့မွေးထားတဲ့တိရစ္ဆာန်တွေမှာပြန်ပွားလာမယ်ဆိုရင်မလုပ်ရမလဲဆိုတာမသိတာတစ်ခုပါပဲကျေးဇူးတင်ပါတယ်ရှင် ကျွန်မဖတ်ပြပေးခဲ့တော့ဆရာကြီးတော်သားဆွေဘာသာပြန်ရေးသားထားသည့်ခွေးရွှေဝါဝိတ္ထုအပိုင်းရှိဒီမာရင်ပြီးဆုံးပါပြီ။ ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတော့စာပေချိမြန်လူသူများအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။